ုတ်စားသီလာရှင်သူမကတော့နုပြိုလှပါတဲ့သီလာရှင်တပါးပါသီလာရှင်ဝလာရာကြာပြီဖြစ်ပေမယ့်သူမဘသူပဲวะဘယ်ရလာလေဆိုတာဘသူမှမသိပါဘူးသီလာရှင်လေးဟာတောတောင်အသွဲသွဲကိုဖြတ်ကျော်ပြီးဖုန်ကြီးเจ้าများစွာတို့မှတရားအထုတ်လေးရှိပါတယ်ဒီနေ့မှာတော့သီလာရှင်လေးဟာအရှိမြောက်ပိုင်းကရွာတရာရဲ့ဖုန်ကြီးเจ้าကိုရောက်လာခဲ့ပါတယ်အเจ้าကတော့လမ်းမလျှောက်နိုင်လောက်အောင်နာမကျန်းဖြစ်နေတဲ့သီလာရှင်အိုကြီးတပါးကိုကုသပေးဖို့ပါပဲ။ ဒီလရှင်လေးဟာဆေးဘဝင်အပင်တွေအကြောင်းရောဂါရမန္တန်တွေအကြောင်းကိုပါတက်ကြွသူဖြစ်တာကြောင့်ဒီလရှင်အိုကြီးကိုပြန်လဲကြမှာပြီးလမ်းပြန်ရှောင်းနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒီဖြစ်ပျက်အားရွာသားတွေကိုအလွန်အံ့အားတက်စေခဲ့ပါတယ်။ဒါကြောင့်ရွာသားတွေကဒီလရှင်လေးနဲ့ရင်းနှီးချင်ကြပေမဲ့ဒီလရှင်လေးကတော့ဘသူနဲ့မှစကားသိပ်မပြောလူတွေနဲ့အတွေ့ဖို့ရှောင်တိန်ပြီးလှုပ်ဝက်စွာနေထိုင်တတ်ပါတယ်။တချို့နေရာတွေမှာဆိုရင်တောင်ပေါ်ကိုတယောက်တည်းတက်သွားတက်တာကြောင့် ရွာသားတွေကသူမရဲ့အပြုအမူကိုတန်တရားဝင်နေကြပါတယ်။အဲဒီတဲမှာနိုင်ဆန်ဆိုတဲ့လူတစ်ယောက်လည်းအပါဝင်ပေါ့။သူကတီလာရှင်လေးရဲ့အပြုအမူကိုတန်တရားစိတ်ဝင်ရောမကဘဲနဲ့သူမအပေါ်မှာတတ်မှတ်တဲ့စိတ်ပါဖြစ်နေခဲ့ပါတယ်။တီလာရှင်လေးကဘလောက်ပဲလှုပ်ဝက်စမ်းကြေးလေးနိုင်ဆန်အတွက်ကပို့ပြီးတော့စိန်ခေါ်မှုဖြစ်လေပါပဲ။နိုင်ဆန်ဟာတီလာရှင်လေးကိုအမြဲတမ်းလိုက်ပြီးတော့နှောက်ယှက်နေခဲ့တယ်။တီလာရှင်လေးကတော့နိုင်ဆန်ရဲ့အပြုအမူဟာမတင့်တော်တာကြောင့် သူ့ကိုလက်လိုရှုခဲ့ပေမယ့်နိုင်ဆောင်ကတော့ခင်းကွက်ဆိုင်ပေါင်းဘာလို့လဲဆိုတော့သူကတီလာရှင်လေးရဲ့အချက်ကိုရောက်အောင်ယူချင်နေလို့ပါပဲနိုင်ဆောင်ဟာတီလာရှင်လေးကိုစိတ်ဝင်စားနေရတာနဲ့သူ့ကိုယ်တိုင်ကလူလို့မဟုတ်ဘူးဆိုတာကိုမိနေခဲ့ပါတယ်သူ့မှာနန်ဖိုင်ဆိုရဲမရရှိပြီးသားပါနန်ဖိုင်ကတော့ဘိုးဘွားဆက်ဆက်ကနေဖုတ်မျိုးရိုးကိုစက္ကန်ထားသူ ဖြစ်ပါတယ်သူမဟာလင်းဖြစ်သူရဲ့အပြုတ်မှုကို အမြဲတမ်းတတိပေးနေခဲ့ပေမယ့်နိုင်ဆောင်ကတော့နားမထောင်မင်း မကြခဏရံဖြစ်တတ်ပါရဲ့ကျမမှာဖုံမျိုးရိုးရှိတာအကိုသိတယ်မဟုတ်ဘူးလားမင်းကောလာမချင်းချောင်နေဘလို့ပဲဖြစ်ဖြစ်မင်းကငါ့မရပဲမင်းဖုတ်ဖြစ်ပြောင်းသွားရင်တော့မှငါ့ကိုမတက်ရလောက်အောင်ချစ်တယ်ဆိုတာငါယုံနေနိုင်စဲရဲ့စကားကိုကြားတော့နန်းဖွားရင်ထဲမှာစွန့်နေသွားတယ်ဘာလို့လဲဆိုတော့ဒါဟာအမှန်တရားဖြစ်နေလို့ပါသူမနိုင်စံကိုအယမ်းချစ်တယ်ဘလောက်ပဲဒေါသထွက်ထွက်သူ့ကိုမတက်ရပါဘူးဒါကြောင့်သူမရဲ့ပြတ်မှတ်ဟာလင်းဖြစ်သူစီကနေတိလာရှင်လေးစီကိုပြောင်းလဲသွားပါရော သူမရှင်းပြရမှာကသီလရှင်လေးပါ။လမိုင်ညာတညနိုင်ဆန်ကသူ့မယားကိုတငယ်ချင်းတွေနဲ့တိုးလိုက်သွားမယ်လို့ပြောလိုက်ပါရီ။တဟာနဲဖိုင်အတွက်သူ့ရဲ့ပင်ကိုစရိုက်အမှန်ကို ထုတ်ပြဖို့အခွင့်အရေးရသွားတာပါပဲ။သူမဟာရုပ်ဆိုးအကြီးတန်းပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဖုတ်တကောင်အဖြစ်ပြောင်းသွားပါတော့တယ်။နန်းဖိုင်ဖုတ်ဟာသီလရှင်လေးရဲ့ကုရီစီကိုဥကြည့်သွားခဲ့ပါရီ။တကားကိုဖွင့်ဝင်လိုက်တော့နုနေတဲ့သီလရှင်လေးဟာစောင့်ချုံအိမ်မောကြနေတာကိုတွေ့လိုက်ရတယ်။ နန်ဖိုင်ဖုံဟောင်းအချိန်မစွဲတော့ဘဲနဲ့ဆောင်းကိုဆွဲဖြဲတီလရှင်လေးရဲ့ကိုဘော်ကိုခုံခွလိုက်ပြီးတော့သူမရဲ့ဝိညာဉ်ကိုမျိုးချဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့တီလရှင်လေးကအချိန်မီတတိဝင်လာခဲ့တယ်။မျက်လုံးကိုဖိလိုက်တဲ့အခါမျက်လုံးတွေကဖြူဖေးနေပြီးမျက်နာမှာလည်းအစင်းကြားတွေပေါ်လာကကြားလိုမျိုးဆွဲကြီးရှည်တွေထွက်လာပါတော့တယ်။နန်ဖိုင်ဖုံဟောင်းတီလရှင်လေးကြားဖြစ်ပြောင်းသွားတာကိုမြင်ပြီးလန့်ဖြန့်သွားတယ်။တီလရှင်လေးကဒီအခွင့်အရေးကိုယူပြီး နန်ဖိုင်ဖုတ်ရဲ့ဝိညာဉ်ကိုပြန်လည်ဆုပ်ယူမြို့ချလိုက်တယ်။နန်ဖိုင်ဖုတ်ရဲ့ရင်နာပွဲအော်ဟစ်တန်ဟာကြောင်တစ်ကြောင်လုံးပဲ့တင်ထွက်သွားပြီးတော့သူမရဲ့ဝိညာဉ်တစ်ခုလုံးသီလရှင်လေးရဲ့ခန္ဓာကိုယ်ရဲ့ကိုဆုပ်ယူခံလိုက်ရပါတော့တယ်။ကြောင်တွေကဖုန်ကြီးနဲ့ကိုရင်တွေဟာထူးဆန်းတဲ့အတန်ကိုကြားလို့လန့်နိုလာပြီးကြောင်သားတွေကိုသီလရှင်လေးရဲ့ကုဒီစီအမြန်သွားကြည့်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့တကားဖွင့်ဝင်လိုက်တဲ့အခါသီလရှင်လေးကိုမတွေ့ရတော့ဘဲနဲ့ဝိညာဉ်ကင်းမဲ့နေတဲ့နန်ဖိုင်ရဲ့အလောင်းကိုသာတွေ့လိုက်ရတယ်။ ကျောင်းသားတွေကြောက်လန့်တကြားနဲ့နိုင်ဆက်ကိုသွားခေါ်ကြတယ်။နိုင်ဆက်ဟာသူ့မြားရဲ့အလောင်းကိုတွေ့တော့ရှင်ကွဲမတက်ငိုကြွေးပါတော့တယ်။သူဘလောက်ပဲကမြင်ခဲ့ပါစေနောက်ပိုင်းကို သူတကယ်ချစ်ခဲ့တာပါ။သူဟာမျက်ရည်တွေနဲ့အတူသူ့မြားရဲ့ခန္ဓာကိုယ်ကိုပိတ်ဖတ်ထားခဲ့တယ်။ဖိုင်းရဲ့မင်းငါ့ကိုဒီလောက်မြင်မြန်ထားသွားရသလားမင်းမရှိရင်အကိုဘသူနဲ့နေရမှာလဲ။နောက်ပိုင်းဟာတီလာရှင်လေးရဲ့ကုရီထဲမှာတည်ဆုံနေတဲ့တဲ့င်းကရွာထဲမှာအုပ်အော်တောင်းနေဖြစ်သွားရတယ်။ ကျွာသားရင်းကနန်ဖိုင်ဟာဘိုးဘွားဆန်ဆက်ကဆင်းသက်လာတဲ့ဖုံမျိုးရိုးရှိမှန်းတိထားပြီးသားမို့တီလာရှင်လေးကိုဖုတ်စားတီလာရှင်လို့နာမည်တက်လိုက်ကြပါရယ်။ဒါပေမဲ့နန်ဖိုင်ဟာရွာသားတွေကိုဘယ်တော့ငါမှကြောက်လန့်အောင်ထုတ်ခါရအောင်မလုပ်ခဲ့ပါဘူး။လူရင်းကဒီလိုတည်ဆုံသွားတဲ့နန်ဖိုင်အတွက်စိတ်မကောင်းဖြစ်နေကြပါရယ်။နန်ဖိုင်ရဲ့အလောင်းကိုတော့တုတ်တံမှတယောက်ထဲမြုပ်နှံခဲ့ပါရယ်။အဲဒီနောက်ရွာသားတွေအားလုံးတီလာရှင်လေးကိုလိတ်ရှာကြပါမယ်။အရေးအယောင်တော့မတွေ့ရတော့ပါဘူး။ ကိုရီပဝင်းကျမှာကြားချီရာတွေပဲတွေ့ရပါတယ်။တစ်ချိန်တည်းမှာပဲနိုင်ဆန်ဟာထူးထူးဆန်းဆန်းနေမကောင်းဖြစ်လာခဲ့ပါတယ်။သူဟာဖိနာလုံးလုံးမြေပေါ်မှာလူလိမ့်နေခဲ့ရတယ်။သတင်းကြားတဲ့ရွာသားတွေကနိုင်ဆန်ကိုလာကြည့်ကြပြီးတနာနေကြပါတယ်။မယားကလည်းအခုမှသိဆွေမျိုးသားချင်းလည်းမရှိ နိုင်ဆန်ကဒီရွာကိုကုံရောင်းကုံဝဲလာလို့တဲ့သစင်းတယောက်သားဖြစ်ပြီးတော့နန်ဖိုင်နဲ့တွေ့ချင်ကြကောင်အိမ်အောင်ပြုခဲ့ကြတာပါ။နန်ဖိုင်ကဖုံမျိုးယိုးမြန်တိပေမဲ့ နိုင်ဆန်ကသူ့ကိုဘယ်တော့ငါမှရုံရှာမုံတီးတာကြောက်လန့်တာမျိုးမရှိခဲ့ပါဘူး။နိုင်ဆန်ဟာအိမ်ထဲမှာနာကျဲစွာအော်ဟိနေရွာသားတွေရဲ့တီးတိုးစကားအသံတွေကိုလည်းကြားနေရတယ်။တိလရှင်လေးက9 5ဖောက်ကိုစားသွားရုံနဲ့မကအောင်နိုင်ဆန်ကပါဆက်စားနေတာဖြစ်မင်းတိလရှင်လေးကနိုင်ဆန်ရဲ့အပြုတ်မှုကိုမကြိုက်ဘူးလေ။နိုင်ဆန်ရဲ့မင်းရဲ့ကမြင်နဲ့စိတ်ကြောက်မှာပဲ။မဟုတ်ရင်မင်းရောမင်းမရောတိလရှင်တည်းရဲ့စားခရရမှာမဟုတ်ဘူး။တိလရှင်လေးကလူရောဖုတ်ရောစားတာပဲ။ကြည်ရတာဒီတိလရှင်ကရူးရောမဟုတ်ဘူး။ နိုင်ဆန်ဟာနာကျင်မှုကြောင့်လူလိမ့်နေတော့မှာပဲသူ့ရဲ့ခန္ဓာကိုယ်ဟာစတင်ပြောင်းလဲလာပြီးလူတစ်ပိုင်းကြားတစ်ပိုင်းဖြစ်လာပါတော့တယ်။ရွာသားတွေအားလုံးကြောက်လန့်တကြားနဲ့အိမ်ပြင်ကိုထွက်ပြေးကြတယ်။နိုင်ဆန်ဟာအနဲ့ရောင်မိခုံငွေတွေအန်ထုတ်လိုက်ပြီးအဲ့ဒီမိခုံငွေတွေဟာသူ့မယားနိုင်ဖန်ရဲ့ရုပ်ပုံစံပြောင်းလဲသွားတယ်။အကူကတမန်းကြဖြစ်နေပြီ။ကျမမျက်လုံးကိုလှည့်စားဖို့တိလရှင်လေးပုံစံဖန်ဆင်းထားလိုက်မယ်လို့ဘယ်တော့မှမတွေးခဲ့မိဘူး။နောက်ဆုံးတော့အကူကကျမကိုစားခဲ့တာပဲ။အကူအကူတောင်းမှမာရဖိုင်းရင် အကိုမသွားပါတယ်အကိုကအဲ့ဒီတီလာရှင်လေးကိုအယမ်းမမောနေတာကျမအသက်ကိုတော့တက်ရက်တဲ့အထီးပဲနာဖိုင်ဖုန်ရဲ့ဝိညာဉ်ဟာဝမ်းနေစွာနဲ့ခြိုက်ကြီးတငင်ငိုကြွေးနေခဲ့တယ်ဘာလို့လဲဆိုတော့သူမတည်သွားမှ သူမရဲ့အလင်းနိုင်ဆန်ဟာတမန်ကြဖြစ်နေမှန်တိခရလိုပါ နိုင်ဆန်ဘာအမျိုးအစားပဲဖြစ်နေဖြစ်နေသူမကလက်ခံနိုင်ပါတယ်ဒါပေမဲ့သူမလက်မခံနိုင်တာက နိုင်ဆန်ဟာတီလာရှင်လေးကိုဆွဲလန်းနေပြီးသူမရဲ့အန်ရယ်ကနေတီလာရှင်လေးကိုကာကွယ်ပေးခဲ့တာပါပဲ စိုးဆုံးကတော့သူမရဲ့လင်ကသူမကိုပြန်စားလိမ့်မယ်လို့ထင်မှားခဲ့တာပါ။နန်ဖိုင်ဖုန်ရဲ့ဝိညာဉ်ဟာနိုင်ဆန်းကိုအလွန်အမင်းနာကြီးသွားတယ်။သူမရဲ့ဝိညာဉ်ကနိုင်ဆန်းရဲ့ခန္ဓာကိုယ်ရဲ့ရောက်နေခဲ့တာကြောင့်နိုင်ဆန်းသူ့လိုပဲတည်သွားအောင်နိုင်ဆန်းရဲ့အသားသွေးနဲ့အတွင်းကလေးစားတွေကိုကိုက်စားပါတော့တယ်။အကို့အမအလုံးဝင်ခံပါတယ်။ဒီနေ့မင်းအကိုကိုတရားစားမယ်ဆိုလဲအကိုလက်ခံပါရယ်အကိုတောင်းမှမာရယ်နော်နန်ဖိုင်ဖို့ဟာသူ့ကိုချက်လဲချက်မုံလေမုံဖြစ်နေခဲ့ နိုင်ဆန်တေရော့မယ်မှန်းညင်တော့နိုင်ဆန်ရဲ့ခန္ဓာကိုယ်ရင်းနောက်တစ်ချိန်ဝင်ရောက်ပြီးနှလုံးသားကိုကိုက်စားလိုက်ရာနောက်ဆုံးမှာတော့နိုင်ဆန်ဟာအလွန်တနာစရာကောင်းသွားနဲ့ရှော့ဖြစ်ပြီးတော့တိတ်ဆုံးသွားပါတော့တယ်အဖြစ်မှန်ကိုသိသွားကြတဲ့ရွာသားတွေဟာသီလရှင်လေးကိုအထင်လွဲခဲ့မိတဲ့အတွက်စိတ်မကောင်းဖြစ်သွားကြတယ်သီလရှင်လေးကဖုတ်ကိုစားခဲ့တာမဟုတ်ပေနိုင်ဆန်တမန်ကြားကသူ့မယားကို သူပြန်စားခဲ့တာဖြစ်ပါတယ်နိုင်ဆိုင်ရဲ့အလောင်းကိုတုတ်တမ်းမှာနန်ဖိုင်းရဲ့အလောင်းဘေးမှာရှင်တွဲမြုံနံပေးလိုက်ပါတယ် အဲဒီညမှာပဲတောင်ပေါ်ကကိုရဲမတရားထိုင်နေတဲ့သီလရှင်လေးဟာညံနဲ့အတိမြင်တော်မူတာကြောင့်နန်ခန္ဓာနဲ့တုတ်တန်ကိုကြွားခဲ့ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ရဲ့ဝိညာဉ်ကို မြစ်တာပို့တာပြီးကုသိုလ်အမျှပေးဝေခဲ့ပါတယ်။ကျွန်တော်မျိုးတမင်တကာဖြစ်စေ တမင်တကာမဟုတ်တာဖြစ်စေကာယကံဝစီကံ မနောကံနဲ့ပြမမိတာရှိခဲ့ရင်သီလရှင်လေးကိုကတော့တောင်းပါပါတယ်ခင်ဗျာ။အင်းငါအနေနဲ့အညိုတေမထားပါဘူးခွင့်လွတ်ပါတယ် ဒါပေမဲ့ကျမကတော့ရှင့်လိုလူကိုဘယ်တော့မှတောင်းမှာမှမဟုတ်ဘူး။ခွင့်လဲခွင့်လွန်မှာမဟုတ်ဘူးတိလာရှင်။နမ်ဖိုင်ဖို့ဟာတိလာရှင်လေးကိုအယမ်းနာကြည့်နေခဲ့တယ်။သူမကြောင့်နိုင်စံနဲ့သူမတေးပြီးတဆေဖြစ်ခဲ့ရတယ်လို့ယူဆနေပါတယ်။အခွင့်အရေးရတာနဲ့တိလာရှင်လေးကိုခုံအုပ်လိုက်ပေမဲ့ဘာမှလုပ်လို့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဒီခဏကိုဟာနန်းခန္ဓာဖြစ်နေလို့ပါ။နမ်ဖိုင်ဖို့ဟာလေဟာနေကိုပဲထိကင်မိတယ်လို့ဖြစ်သွားပါတယ်။တိလာရှင်လေးရဲ့နန်းခန္ဓာဟာ ကိုရဲမှာတရားထိုင်နေတဲ့ရုပ်ခန္ဓာစီကိုပြန်သွားခဲ့တယ်။မျိုးလုံးဖွင့်လိုက်တဲ့အခါသီလရှင်လေးဟာပစ္စည်းပစ္စယတွေကိုသိမ်းဆည်းပြီးတခြားနေရာမှာဆက်လက်တရားကျင့်ကြမှုကိုရဲကနေချက်ချင်းထွက်ခွာသွားပါတော့တယ်။တချိန်ထဲမှာပဲသီလရှင်လေးကိုရဲမှာတရားထိုင်နေမှန်းသိသွားကြတဲ့ရွာသားတွေဟာတောင်းမမို့အတွက်အပြေးလွှားလိုက်လာခဲ့ကြတယ်။ဒါပေမဲ့ကုရှိကိုရောက်တဲ့အခါမှာတော့သီလရှင်လေးဟာတောနတ်ထဲကိုဥတီထွက်ခွာသွားတာကိုတွေ့လိုက်ရတယ်။သူတို့အားလုံးသီလရှင်လေးနောက်ကိုပြေးလိုက်ရင် ရပ်ဖို့အော်ခေါ်နေကြပါရဲ့ရပ်ပါအောင်တီလာရှင်လေးရပ်ပါအောင်ဒါပေမဲ့တီလာရှင်လေးဟာအလွန်လင်းမြန်စွာရှောက်လန်းနေပြီးခြေထောက်တွေဟာမြေကြီးနဲ့မထိနေတာကိုရွာသားတွေသတိထားမိလိုက်တယ်။သူတို့ဘလောက်ပဲပြေးလိုက်ပြေးလိုက်မမိနိုင်ခဲ့ပါဘူး။တီလာရှင်လေးရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းဝေဝါးသွားပြီးဖြူဖွေးတဲ့စကြာမဏိတလုံးအဖြစ်ပြောင်းလဲသွားကတောနတ်ထဲကိုလှင်မြန်စွာပြန်တန်းပြောက်ကွယ်သွားပါတော့တယ်။ရွာသားတွေအားလုံးစက်တီသေးပြီးကြံခဲ့ကြပါတယ်။ တီလာရှင်လေးဟာတကယ်တော့ဘသူဆိုတာသူတို့မသိခဲ့ကြပါဘူးလူလားတစီလားဒါမှမဟုတ်တခြားပုံပွားကလာတဲ့ပုံကောလားဘသူမှအဖြေမသိခဲ့ပါဘူးဒီနေ့အထိတော့တီလာရှင်လေးဟာဒီရောရဲ့ဒဏ္ဍာရီတစ်ခုအဖြစ်ကြံခဲ့ပါတော့ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှာရင်ပြေဆုံးသွားခဲ့ပါပြီမကြခင်မှာလည်းအခုထက်ကောင်းတဲ့ဇလန်းလေးတွေနဲ့တူတူပြန်လာခဲ့ဦးမှာမို့ channel လေးကို subscribe နဲ့အသစ်တစ်နိုင်တရအောင်လေဘီနာနိုတီခေါင်းလောက်လေးကိုနှိပ်ပေးထားခဲ့ကြပါအောင်နော်အစောဒီကြည့်ရှုပေးခဲ့ကြတဲ့အတွက် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်